ကက်ပြည်သူရှင်းဆောင်ဗတ်တီဥက္ကဋ္ဌလေးနဲ့ဆိုကွာဗတ်တီဝဲအားလုံးကပြည်သူသာမိပြည်သူသာဖဖြစ်ပရဟိတအကျိုးကိုလောက်တဲ့အတွက်အမတန်မှဝမ်းသာဂုဏ်ယူမိပါကြောင်းတဏ္ဍမပြောချင်လို့ပါတယ်ကျွန်တော်တို့ဟာစေဘေးရှောင်ပြည်သူတွေပါကျွန်တော်တို့မှာအနာရောဂါပဲရှိပဲ 离别，别别，离别，别伢说啥子干的别多，咪咪也得，咪咪也不忘，咪咪咪伢就先当离开一段，等奈得结嘛，随便想来伢的都过日子，等那老马阿得被路飞了，去哪个伢的对，咪伢就，哎那阿就，那别受钱。 မပုံတင်မပြည့်စုံခြင်းစားရေးတောက်ရေးနေရေးထိုင်ရေးအတမီလေးတွေရဲ့ပညာရေးအမတမခက်ခဲတဲ့အတွက်ပြည်သူသာမိပြည်သူသာအဖဖြစ်ကြီးဆောက်ထားတဲ့ပါတီကြီးတစ်ခုအနေနဲ့ထဲထဲဝင်ဝင် ကိုကြီးဆောင်ရွက်ပေးနိုင်ခြင်းရှိမရှိသိလို့ပါလေခင်ဗျာအားလုံးဒေသပါလေကျေးဇူးပါရှင်ကျေးဇူးပါရှင်ကျွန်တော်တို့အများကြီးကိုချင်းစာနာပါလေအဲကျမတို့လည်းပြည်သူပြည်သူတွေရပြည်သူတွေဖြစ်တဲ့အတွက်ပြည်သူလူထုဘာတွေခံစားနေရလဲဆိုတာကျမတို့သိပါတယ်ရှင်။အဲနံပါတ်၁ကတော့အဲခုနပြောသလိုပေါ့နော်ကျမတို့အဲလွတ်လပ်ရေးနဲ့အတူဝေးဖွားလာတဲ့ ပြည်တွင်းလက်နက်ကင်ပြိပက္ခပေါ့နော်အဲ့ဒါအခုချိန်မှာနိုင်ငံရေးရအငင်းပွားမှုတွေသဘောထားကွဲလွဲမှုတွေနဲ့ပို့ပြီးတော့မှစိုးနေတဲ့ကာလဖြစ်ပါတယ်ရှင်စိုးနေပြီးတော့မှကိုယ်အိမ်ကိုယ်ရမှာမနေရဘူးကိုယ့်အလုပ်ကိုမလုပ်ရဘူးခလေးတွေလည်းကိုယ့်ကြောင့်ကိုယ်မတက်ရဘူးပေါ့နော်တနေ့တစ်ချိန်မှာမိသားစုလိုက်ဒီအသက်အန္တရာယ်ကိုကာကွယ်ဖို့လို့အတွက်ကိုအသက်အန္တရာယ်ဘေးကလွတ်မြောက်အောင်လို့အတွက်ကိုငြိမ်းချမ်းတဲ့နေရာမှာ အဲကျွန်တော်တို့ရွှေ့ပြောင်းနေထိုင်ကြရတဲ့အချိန်မှာအလုပ်တွေတက်ကစကြရတယ်အလုပ်တက်ကစပြီမဲ့တက်ကတောင်မစနိုင်သေးပဲနဲ့အဆင်မပြေဖြစ်နေတာတွေလည်းအဲကျွန်တော်တို့ကြားသိရပါတယ်ရှင့်။နောက်ကလေးတွေလည်းကြောင်းတက်ရတဲ့ကိစ္စတွေပေါ့နော်။ဟိုပညာရေးတပိုင်းတစနဲ့အကြောင်းပုံမှန်တော့ဆိုရင်ကြောင်းတက်ဖြစ်မဲ့ကလေးကဒီလိုမျိုးအခြေအနေတွေမှာဟိုကြောင်းမတက်ရတော့တာလို့ပေါ့နော်။ပညာရေးတပိုင်းတစဖြစ်တာလေ။အဲဒါတွေလည်းကျွန်တော်တို့သိပါတယ်ရှင့်။နောက်ဒုတိယတစ်ခုကတော့ကျွန်တော်တို့ဒီအဲကိုက်ကိုက်ယောဂါဘေးပေါ့နော်ကျမတို့က2019ပေါ့နော် အဲကျွန်တော်တို့စီမှာတော့2020နှစ်စန်းပေါ့နော်မတ်လလောက်ကစပြီးဖြစ်တာဖြစ်ပါတယ်ရှင်ဒီ covid 19ရောဂါစပြီးဖြစ်တယ်ပြီး2021အဲနှစ်ကုန်ပိုင်းလောက်ထိဖြစ်ပါတယ်ပြီးတော့2023ကျတော့လည်းကျွန်တော်တို့ပြိပက္ခတွေပုံများလာတယ်အဲ2023မှာလည်းကျွန်တော်တို့မုခမုံတိုင်းဖြစ်တယ်အဲ2024ကျတော့လည်းဒီယာကီမုံတိုင်းကြောင့်မလို့ရေကြီးရေရှမ်းဖြစ်ပြီးတော့မှဒီရေကြီးတဲ့ဒုက္ခဟာပြီးခဲ့တဲ့2024ခုနှစ်စက်တင်ဘာလမှာဒါနေပြည်တော်လည်းပါဝင်ဖြစ်ပါတယ်ရှင် ဲနောက်တော့ဒီ2025ခုနှစ်အဲမတ်လ28ရက်နေ့ကလည်းမန္တလေးငလျင်ကြီးလှုပ်ခတ်သွားတဲ့အချိန်မှာအနေပြည်တော်မှာရှိနေထိုင်တဲ့မိတင်းနေထိုင်တဲ့ပြည်သူလူထုတွေကဒီငလျင်ဘေးကိုတော်တော်လေးခံစားရတယ်ဆိုတာကျွန်တော်တို့သိပါတယ်ရှင့်အဲဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံပြောလို့ရှိရင်နံပါတ်1ကအဲကျွန်တော်တို့ကပြည်တွင်းလက်နက်ကင်ပြိပခဘေးရှိတယ်အဲနံပါတ်2ကကြတော့အဲဒီတဘာဝဘေးတွေရင်ဆိုင်ခဲ့ရတယ်ပေါ့နော်ဒါနိုင်ငံအဆင့်ဘေးကြီးတွေပေါ့ရှင့် တကယ်နိုင်ငံအဆင့်ပြင်းထန်တဲ့တဘာဝဘေးကို၃နှစ်ဆက်တိုက်ခံစားရတာဖြစ်ပါရှင်။ဆိုနေပြည်တော်ဆိုလို့ရှိရင်လည်းကျွန်မဟိုမိုခါမုံတိုင်းကတော့ရခိုင်ပြည်နယ်တစ်ခုလုံးပေါ့နော်။ရခိုင်ပြည်နယ်မြောက်ပိုင်းတစ်ခုလုံးအထိတာဖြစ်ပေမဲ့အဲဒီအဲနောက်ထပ်နှစ်ခုပေါ့ရှင်ဒီယာဂီကျောင်းမလို့ဖြစ်တဲ့အဲရေကြီးရေရှမ်းမှုနဲ့ဒီငလင်ဘေးကတော့မန္တလေးငလင်ဘေးမန္တလေးငလင်ကြီးရဲ့ဘေးကတော့အဲကျွန်တော်နေပြည်တော်ကမှမီတင်းတင်တိုင်းနဲ့ပြည်သူလူထုတွေခံစားရတာဖြစ်ပါရှင်။ ဒါတွေကိုကျမတို့ဟိုအလေးနဲ့ထားပါတယ်အဲ့ဒါကြောင့်မို့လို့ကျမတို့နိုဝင်ဘာလ၁ရက်နေ့မှာတော့အဲကျမတို့ပါတီရဲ့ရွေးကောက်ပွဲကြေညာစာတမ်းဖြစ်ပါတယ်ရှင့်အဲ့ဒီရွေးကောက်ပွဲကြေညာစာတမ်းဒီပြည်သူတွေခံစားနေရတာဒီကိုကျမတို့သူတေသနာပြုပြီးတော့မှဒါတွေကိုပြည်လဲစေဖို့လို့အတွက်မူဝါဒအနေနဲ့လုပ်ငန်းလမ်းစဉ်တွေချမှတ်ထားတာကိုဒါကျမတို့ကရွေးကောက်ပွဲခရီးကုန်ဖို့အနေနဲ့ပြည်သူလူထုကိုရှင်းလင်းတင်ပြမှာဖြစ်ပါတယ်ရှင့် အဲ့ဒါကတော့ကျမတို့အခုချိန်မှာကျမတို့ပုံနှိပ်နေပြီဖြစ်ပါတယ်ပုံနှိပ်ပြီးလို့ရှိရင်ကျမတို့ဒီအောက်တိုဘာ28နေ့မှာစပြီးတော့မှတရားဝင်ဖြန့်ချီလို့ရပါတယ်အဲသို့တော်လဲကျမတို့ကနိုဝင်ဘာ1ရက်နေ့မှာတော့ကျမတို့ဒါလေးကိုပေါ့နော်ဒါပရိပခအဘေးအလွန်တဘာဝဘေးအလွန်မှာကျမတို့ပြည်သူလူထုတွေပြန်လဲထူထောင်ဖို့လို့အတွက်ကို အဲကျမတို့လုပ်ငန်းစဉ်တွေရေးဆွဲထားတာဖြစ်ပါတယ်ရှင်။ဟိုဒီအခုတထိုင်နဲ့ပြောရင်တော့မပြီးနိုင်ဘူးပေါ့နော်။ကျမတို့ကစာအုပ်နဲ့ကျမတို့ထွက်မှာဖြစ်ပါတယ်။စာတန်းတစ်စောင်နေနဲ့ထွက်မှာဖြစ်ပါတယ်။အဲဒီမှာကျမတို့ရဲ့စောင်ဖို့ဖြစ်တဲ့ပေါ့နော်။လူတို့ဘဝအဓိကလူတွေကျမတို့ပြည်သူလူထုတွေအတွက်ဘာလုပ်ပေးမလဲ။ပြီးလို့ရှင်ငင်းချမ်းလုံကြုံစွာကြီးပွားကြငင်းချမ်းဖို့ကျမတို့ဘာတွေလုပ်ပေးမှာလဲ။ပြီးလို့ရှင်ကြီးပွားကြဆိုတာကြီးပွားဖို့လို့အတွက် ဘာတွေလုပ်ပေးမှာလဲပေါ့နော်ဒါတွေဒါတွေကိုကျွန်တော်တို့ဆောင်ရွက်ပေးမှာဖြစ်ပါလိမ့်ရှင်။အပြည်သူလူထုတွေရဲ့ဘဝခက်ခဲကြမ်းတမ်းနေတာကိုကျွန်တော်တို့ပါတီအနေနဲ့သိပါတယ်ခံစားရပါတယ်။နောက်တစ်ခုကကျတော့နိုင်ငံရဲ့အနာဂတ်တားငယ်တမိငယ်လေးတွေရဲ့ပညာရေးတွေလည်းတချို့အခြေအနေရတပိုင်းတစဖြစ်နေတာတို့ဒါလေးတွေခံစားနေရတာလည်းသိရသိပါလိမ့်ရှင်။ဒါတွေကိုဖြည့်ရှင်းနိုင်တဲ့နည်းလမ်းတွေကိုကျွန်တော်တို့မူဝါဒရေးဆွဲပြီးလုပ်ငန်းလမ်းစဉ်အနေနဲ့ နိုဝင်ဘာလ10ရက်နေ့မှာကျမတို့ပြည်သူလူထုကိုအစီရင်ခံတင်ပြသွားမှာဖြစ်ပါတယ်။အဲ့ဒါဆိုအဲ့ဒါကိုတော့ကျမတို့ကျမတို့ပါတီတွင်းမှာလည်းကိုယ်စားလှယ်လောင်းတွေကိုတင်နန်းပို့ချပြီးလို့ရှိရင်နောင်ပေါ့နော်ဒီလာမယ့်ရက်60အတွင်းမှာတော့ကျမတို့ကိုယ်စားလှယ်လောင်းတွေကဒါတွေကိုကျင့်ညက်အောင်ဖတ်ပြီးလို့ရှိရင်အဲဒါတွေကျမတို့လွှတ်တော်တဲ့ရောက်ရင်ဒီလိုတွေဆောင်ရွက်သွားပါမယ်။အဲလွှတ်တော်တဲ့မကအစိုးရအဖွဲ့တွေရောက်သွားရင်လည်းဒီကိစ္စတွေဆောင်ရွက်သွားပါမယ်ဆိုတာလေးကို အကျွန်တော်တို့ကပြည်သူလူထုကိုဂရုပြုတာဖြစ်ပါလေရှင်။ကျေးဇူးတင်ပါလေရှင်။ကျွန်မဒီမှာတော့အသေးစိတ်မပြောတော့ပါဘူးရှင်။အသေးစိတ်ကြတော့လေဟိုကျွန်တော်တို့ online နေမှာလည်းတင်ပါမယ်။ TikTok တို့ Facebook တို့ကနေတင်ပါမယ်။အတင်ပြီးလို့ရှင်ဒါအချင်းချင်းလည်းပြန်ပြီးဖြန့်ဝေလို့ရပါလေရှင်။ဟိုလေးလေးနက်နက်နဲ့ကျွန်တော်တို့အတိတ်ပဲရှိရှိပေါ့နော်။ကျွန်တော်တို့ဟိုပြည်သူလူထုကိုရှင်းလင်းတင်ပြမှာဖြစ်ပါလေရှင်။ကျေးဇူးတင်ပါလေရှင်။ဟုတ်ကဲ့ကျေးဇူးတင်ပါလေ။ဆက်လက်ပြီးတော့မေကုံမင်းမြတ်ပြည်နာဖို့အတွက်ကြာကြာအပါရခင်ဗျာ။မေကုံမင်းမြတ်